အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တင်ဆက်မှာကတော့ဗုဒ္ဓဘာသာဝင်တိုင်းယင်းဤကျောင်းဝင်မိသားသို့တော့တခါတလေမှာမိလျော်လွယ်တဲ့အမှန်တရားတစ်ခုအကြောင်းပဲဖြစ်ပါတယ်ဒီအကြောင်းအရာကတော့ရရှင်ကိုရိုရန်ဟောကြားခဲ့တဲ့အထမဟာနယကလို့ခေါ်တဲ့ငရေကြီးရှစ်ထပ်ပဲဖြစ်ပါတယ်ကျွန်တော်တို့အားလုံးဟာကောင်းမှုမကောင်းမှုဆိုတာကိုသိပါတယ်ဒါပေမဲ့ တခါတလေမှာဘဝရဲ့အလုပ်တွေအာရုံတွေကြားမှာဒီအတီတရားကမိမ့်မိန်သွားတတ်ပါတယ်။ထို့ကြောင့်မကောင်းမှုကိုရှောင်ပြီးကောင်းမှုကိုအားထုတ်နိုင်ကြပါစေလို့ဆုတောင်းပေးရင်ဗီဒီယိုလေးကိုတင်ဆက်လိုက်ပါမယ်။အန်စီဝောင်းရဲ့ကြောက်ရောက်သူတွေကတော့လူချင်းချင်းညှဉ်းပန်းနှိပ်စက်တပ်ဖြတ်သူများဒုက္ခခံစားရပုံကတော့ငြေရင်းတို့ဤလက်နက်များဖြင့်အပိုင်းပိုင်းဖြတ်တောက်တပ်ဖြတ်ခြင်းခံရသည် တည်ဆုံးပြီးနောက်မှာလဲတန်စီဝဝါယုတ်လို့ခေါ်တဲ့လေတိုက်ခတ်လာတော့ကြောင့်ချက်ချင်းပြန်လဲအသက်ဝင်လာကတစ်ခါတလေလေအပြစ်တံကိုခံစားရသည်နံပါတ်2ကာလာတုတ်တာရေကြောက်သူတွေကတော့မိဘဆရာသမားများပူဇော်တိုက်သူများကိုပြင်မာသူများဒုက္ခခံစားရပုံကတော့ငဲသားကိုမိလောင်နေတဲ့တန်ကြိုးကြီးများနဲ့ရစ်ပတ်ချီနှောင်ပြီး လွှာကြီးတွေနဲ့ထိုတန်ကျိုးအတိုက်ကိုခန္ဓာကိုတိုက်စားဖြတ်တောက်ခြင်းခံရတယ်။မိလောင်နေတဲ့တန်ရင်များလောင်းချခံရပြီးပြန်ရှင်လာတိုင်းဒဏ်ကိုထပ်ခံရပြန်ပါလေ။နံပါတ်3တန်ဃာတငယ်ကြာရောက်သူတွေကတော့တရိစ္ဆန်တွေကိုရရဆက်ဆက်ညင်မနှိပ်ဆက်တက်ဖြတ်သူများဒုက္ခခံစားရပုံကတော့မီလီယံတွေတောက်လောင်နေသည့်အီယာမတန်တော်ကြီးများက ငရဲသားတွေကိုအချိန်ပြည့်ပြည့်နဲ့ပြေးလာပြီးကြိတ်ချင်ဖြစ်ပါတယ်။ဂျေမွာသွားပေမဲ့ပြန်ပြီးရှင်သန်လာကဒီဒန်ကိုအချိန်ကြီးထက်ခံရပြန်ပါတယ်။နံပါတ်၄ရောယူဝငရဲကြာရောက်သူတွေကတော့သူတို့ဘာပစ္စည်းကိုလိမ်လည်ခိုးယူသူများဒုက္ခခံစားရပုံကတော့ငရဲသားရဲ့ခန္ဓာကိုယ်ဟာအတွင်းအပြင်လောင်ကျွမ်းစီတဲ့မိကြောင်များနဲ့ပြည့်နှံ့နေပါတယ်။ ရင်ထန်လုံးနဲ့ဝေဒနာကြောင့်ငရေသားတို့ကအော်ဟင်ငိုကြွေးရပါတယ်။နံပါတ်5မဟာယောယူဝါငရေကြာရောက်သူတွေကတော့အများပြည်သူပိုင်းပစ္စည်းဥစ္စာများကိုကြီးမားစွာလွဲသုံးစားလုပ်သူများဒုက္ခခံစားရပုံကတော့ယောယူဝါငရေထက်စေစားမကဘုံမူပြင်းထန်တဲ့မိတော်များနဲ့နောက်ကျွမ်းခံရပြီးငရေသားတွေရဲ့ညှိတွားတာအဆမတန်ကြေလောင်ပြင်းထန်ပါလေ။နံပါတ်6 တပ်ပနငေကြာရောက်သူတွေကတော့သူတို့ကကာမပိုင်းသားမယားကိုပြင်မာခြင်းနဲ့တရဝါများကိုအရှင်လက်လက်မိဖြင့်ညှဉ်းပန်းနှိပ်စက်ခြင်းစသည်အလွန်ကြီးလေသောအကုသိုလ်ကံရှင်များဒုက္ခခံစားရပုံကတော့ငယ်ရင်တို့သည်ငယ်သားများမိတော်များထနေသည်တန်တန်ဂျွန်ကြီးများပေါ်မှာအတင်းအကျပ်ဖြီးဖြီးထိုးဆိုင်ထားသည့်ခန္ဓာကိုယ်တစ်ခုလုံးသည် ထိုတန်ကြုံများပေါ်တွင်မီလီယံများနှင့်အတူမယမနာလောင်ကျွမ်းစေကပြင်းထန်သည့်ဝေနာကိုခံစားကြရသည်နဘခွေမဟာတပနငေကြာရောက်သူတွေကတော့ဘုရားဇေဒီပထိုးပျက်စီးခြင်းရဟန်းတန်ကတက်ဖြတ်ခြင်းစသည့်အကုသိုလ်များဒုက္ခခံစားရပုံကတော့မိတောက်လောင်နေသည့်တန်တောင်ထိပ်များပေါ်သို့တက်စေပြီးပြုတ်ကြတိုင်း တန်ညုံကြီးများနဲ့အလွန်ပြင်းထန်စွာထိုးစိုက်ခံရသည်ဒီတံကိုတက်ခါတလဲလဲအကျဉ်းချင်းခံစားကြရသည်နံပါတ်၈အဝီစီငင်းကြောက်သူတွေကတော့အနန္ဒရိယကံလို့ခေါ်တဲ့အပြစ်ကြီး၅ပါးမျိုးမိခင်ဖခင်တချင်းယဟန္တာတချင်းဖယားရှင်ကိုသွေးစင်းတရားပြုလို့ချင်းတန်ခါအခွေစီကိုကွဲပြားအောင်ပြုလို့ချင်းတို့ကိုကျူးလွန်သူများကြောက်ရတဲ့ငရေပဲဖြစ်ပါတယ် ဒုက္ခခံစားရပုံကတော့အဝေးစီဆိုဒီမှာခြားနာခြင်းမရှိဘူးလေအတိတ်ပဲရပါသည်ငရဲသားတို့သည်ကိုခန္ဓာကြက်ညက်ခါနေရာလက်လုံးဝမရှိငရဲမိသည်လည်းအခန်းပြတစ်ဆက်ကမြမပြတ်အဆက်မပြတ်လောင်ကျွမ်းနေသည်ထို့ကြောင့်အပြင်းထန်ဆုံးသောဝေဒနာမိသည့်အခါမြရနာခြင်းမရှိပဲတတန်းကုံဆုံးသည့်အထိအဆုံးမရှိခံစားကြရတော့သည် နာတော်တာဆင်သူများခင်ဗျာငယ်ပုံများအကြောင်းကိုဆင်ခြင်မိခြင်းအဖြစ်ယခုကျွန်တော်တို့ရရှိထားသောလူဘဝသည်တမိုးကြီးမားကြောင့်ပုံမူသိရှိနားလည်နိုင်ပါသည်ဒါကြောင့်ရရှင်ဟောကြားတော်မူသည့်အတိုင်းတတိဖြစ်နေထိုင်ပြီးကုသိုလ်တရားများကိုလက်မလွတ်ကြဖို့နှိုးဆော်ရင်းညီကုန်းချုပ်လိုက်ရပါသည်